မိုင်စုံခမင်္ဂလာပါနော်နမုနာဒေတာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်တရုတ်ပြည်မှာမြင်တွေ့ရအရန်ခက်ခဲတဲ့ပလီကိုခွေကာဒန်ဆျန်းယံမြို့ဟူပေပြည်နယ်မှာကျမတွေ့ရှိခဲ့ပါတယ်ဒါလေးကတော့ပန်းချံအရှိမဖြစ်ပါရရှင်အရန်အံ့ဩွားလို့ကျမရဲ့အတွေ့အကြုံကိုမျှဝေပြီးလိုက်ပါရရှင်ဒီမြို့မှာအစားတောက်ကလည်းအရန်ကောင်းပါရရှင် ဒီမျိုးမှာအရန်နာမည်ကြီးတာကတော့ beef noodle ပဲဖြစ်ပါတယ်။အဲ့လိုမရုပ်တီးကြော်နဲ့စီနဲ့ဆိုရလဲဘဝမှာမစားရတာတော်တော်ကြာပြီပေါ့နော်။ကျမနေခဲ့တဲ့ဒီဒါစာနဲ့တော်တော်နီနီဆက်ဆက်သူ့ရဲ့အရာတာပေါ့နော်။အဲ့ဒါကိုစားရတာဖြစ်ပါတယ်ရှင်။သူ့ရဲ့ beef noodle လေအရန်လက်ဆက်တယ်ပေါ့နော်။ကျမတို့စီမှာမုံရင်းချင်းအမြဲစားတယ်လေ။အဲ့တော့အဲ့ကိုရောက်မှပဲကျမမုံရင်းချင်းစားရတော့လေခောက်ဆွဲနဲ့။ ဒါလေးကလည်းဖက်ထုပ်ဖက်ထုပ်ကလည်းကျမတို့မျိုးကလိုပဲပေါ့ handmade လေဆိုတော့တကယ်ကိုပဲကျမမျိုးပြန်ရောက်သွားပြီးတော့မှအရင်အရသာရှိတော့မမပဲပြန်လာပါပြီရှင်ပန်းချံရှိမှာပါပန်းချံထဲမဝင်ခင်ပန်းချံရှိကရှုခင်းတွေကိုကြည့်လိုက်ကြရအောင်နော် တရုတ်ပြည်ကနိုင်ငံနေမကောင်းเนาะပန်းချက်နေရလဲကြီးတာကြောက်စရာကြီးပန်းနေရလှပတာလဲလေဟိုအတုလောက်ထားသလိုပဲတကယ်တကယ်အမှန်တော့အစ်စ်တွေအရင်ကိုလှပါတယ်ရှင်တခါမှမမြင်ဘူးကျမအဲ့ပန်းဘာပန်းမှလည်းကျမမသိပါဘူးချယ်ရီနဲ့တော့နီနီဆက်ဆက်တူတယ်ပေါ့เนาะကျမလည်းပညာရှင်မဟုတ်တော့မပြောတတ်ပါဘူးဆက်ကြည့်လိုက်ပါဦးဒီပန်းนี่ဘယ်လောက်လှလဲဆိုတာ တလူချင်းနေပါရဲ့ရောင်ရောင်ဖြစ်တဲ့ခါဝဲကြည်လေးနဲ့တွေ့တယ်နဲ့စူတောင်းပြီးရောသူ့ကိုကြောက်ရဲ့ပန်းချံလေးရလေးအလှပါပေါ့နော်တကယ်ကိုကြပြဆန်နေနော် ဒီနေရာလမ်းမနဲ့ညီတော့ကားတန်တော့နည်းနည်းကြားတယ်ဒါပေမဲ့ငှက်တန်လေးနေလေตายาနေရောပဲဝမ်းဒပလေးအော်တိုဟက်ဒီနော် 나 오늘 나도 대체로 안 가야 돼. 좀 ်းလှတဲ့ပန်းလေးတွေရဲ့တဘာဝရှုခင်းနေရဲ့ကြပြာဆန်းဆန်းလှတယ်ပေါ့နော်အဲ့လိုကြပြာဆန်းဆန်းလှတဲ့ကြားတဲ့ကသူရိယာတိခတ်တဲ့သူတွေလည်းရှိတယ်အဲ့လိုပဲတချင်းဆိုနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ပန်းချန်လေးကတကယ်ကိုတာယာနာပျော်ဖွယ်အလွမ်းအဆွေးအလုံးပြည့်ညက်နေတဲ့နေရာလို့ပြောရမှာပေါ့နော်

像昭明太子的那个昭明台，它应该是北京那边，在北京那边，那边有一个刚刚说的那那个，在过去也是一个城楼，对，在九龙嘛，对，也是顺着这边，然后直接往直接往鼓楼上走，然后那边有个北街。湖北ပြည်နယ်မှာရှိတဲ့ဒီဆောင်ရံမြို့လေးอ่ะပေါ့เนาะလူတွေကအရန်ကိုဖော်ယူကြပါတယ်ရှင်ဒီပန်းချံအเจ้าဘောเนาะ ဒီလိုပဲတရုတ်တယောက်နဲ့တွေ့တာကိုတကယ်ကိုပဲစိတ်ရှိလက်ရှိနဲ့ရှင်းပြတာပေါ့နော်ဒါကတော့အရင်ရှိခေတ်ကကာဆာဖြစ်တဲ့ဒီပန်းချန်နှစ်ပေါင်းဘလောက်တွေကြာပြီးဗာညာပေါ့နော်ဒါတွေကတော့လူတွေရန်စိတ်ဝင်စားမဲ့မထင်ပါဘူးတရုတ်ပြည်ကတော့အားလုံးကနှစ်ပေါင်းကိုရှာနဲ့ထောင်နဲ့ချီရှိတဲ့ရာဇဝင်တွေကြီးပဲပေါ့နော်တချို့ဟာတွေကြတော့လေဟိုသူတို့ local chinese ဆိုတော့လေအဲတရားရခိုင်နှုန်းတော့နားမလဲဘူးပေါ့နော်သူတို့ပြောတဲ့ဟာတွေအဲ့လိုပဲ ဘယ်လိုပြောပြရမလဲနည်းနည်းအရေးမိတမ်းတမ်းမိအတန်ဖမ်းမိတော့ပဲနားလေနိုင်ခဲ့တာပေါ့နော်ပန်းချန်ကလည်းလေအရင်လှတော့ရိုက်ပြချင်းနဲ့ကျမရဲ့ရိုက်ချက်တွေကကြိုးစားစေပါအရင်မကောင်းတဲ့အတွက်တီးခတ်မိရောမှ ကြည်ပြကြပါရှင်ဒီထက်ကောင်းအောင်ကြိုးစားပါအောင်ပဲရှင် ဒါလီကတော့မြို့ထဲတနေရာပေါ့နော်ကျမရဲ့မျက်စီထဲမှာလှလို့ရိုက်ပြဟာတာပေါ့နော်အခြားလူတွေရဲ့မျက်စီထဲမှာတော့မပြောတတ်ဘူးပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာကျမဒီတက်စိတ်ဝင်စားစရာကောင်းတဲ့နေရာကိုဆက်သွားပါအောင်မယ်စောင့်ကြည့်ပေးပါအောင်နော်